ငယ်ရစဉ်ဘဝကမှလည်းအသက်ရွယ်ကြီးရင်တည်းအထိကံကောင်းမယ်ဥစားတာကောင်းမယ်ဆိုတဲ့လဝါပြင်မျိုးဝစားမှာပါတဲ့ကံလန်းချောင်းချောင်းပြောခြင်းလည်းပြလူတွေကကြံမာအကြောင်းတရားဟာထူးခြားစံကြတဲ့သဘောတဘာဝကိုယူဆောင်ဖော်ပြနေတာတာမန်လူတွေသိမြင်ဖို့ကတော့မလွယ်ကူလာပါဘူးကံကြမာအပြောင်းလဲဆိုတာလဲဖမ်းရသိရခက်ခဲပါတယ်လူတယောက်ဟာကံကြမာလမ်းချောင်းကောင်းမယ် ိုယ့်ရဲ့အတိတ်ဘဝကံကလည်းရှိသေးတယ်မလား။ဒါအပြင်ဒီမျက်မှောက်လက်ရှိဘဝမှာကိုယ့်ရဲ့အတိုင်းဝိုင်းပါဝင်ခြင်းကိုယ့်ရဲ့နေမှုထိုင်မှုပြောဆိုဆက်ဆံမှုတွေအလုပ်တွေကလည်းကိုယ့်ရဲ့ကံကိုဖော်ပြနေပါလိမ့်။ဒါမဲ့ဗျာလဝါပြင်မှာအခုလိုမျိုးကံကြမ္မာလမ်းကြောင်းပါတယ်ဆိုရင်တော့ကောင်းတာပေါ့ဗျာဒီလိုမျိုးဖြောင်တန်းနေတဲ့ကံကြမ္မာလမ်းကြောင်းကြီးဟာလဝါပြင်ဘဲညာနှစ်ဖက်လုံးမှာပါနေမယ်ဆိုရင်တော့ ီလက္ခဏာရှင်ဟာငယ်ရွယ်ချင်းဘွားကစအသက်အရွယ်ကြီးလာတဲ့အထိဩဇာတာကောင်းမယ်လို့ပြောလို့ရပါလိမ့်။ငွေကြေးစည်းဘွားဥယျဥ္စာတနာပြေစုံကျွယ်ဝမယ်။ယာရုဂုံဒရဩဇာအာနာအစင်တန်းမြင့်ပါမယ်။ခန္ဓာကိုယ်တောင်းတင်းကြန့်ခိုင်တဲ့သဘောတဘာဝပေါ်ပြနေပါလေ။ဒါမဲ့ကညမလန်းကြောင်းနဲ့လက်ရည်စာလက်ဝါးပြင်လက်မလက်ချောင်းတခြားသောလမ်းကြောင်းပုံစံတွေကောင်းမွန်တော့လက္ခဏာရှင်ဟာကြီးကျယ်ခမ်းနားတဲ့ဘဝမှာနေထိုင်ပါမယ်။ ကံကြမ္မာလမ်းကြောင်းတစ်ခုတည်းကောင်းပြီးတော့တခြားလမ်းကြောင်းတွေမကောင်းရင်လည်းထင်သလောက်တော့မရဘူးပေါ့ဗျာထင်သလောက်တော့ဘွားမှာအောင်မြင်မှုတော့မရဘူးဒါပေမဲ့ပြည့်ပြည့်စုံစုံနဲ့တော့နေရပါလေနောက်ပြီးတော့စင်စင်ရဲပင်ပန်းရှာဖွေလောက်ကင်မစားတော့ဘူးပေါ့လဝါပြင်ပုံသဏ္ဍာန်ကိုပြောတဲ့အခါမှာအင်မတန်မှကံကောင်းမှုကိုရရှိမယ်မိမိရဲ့လောက်ကင်တဲ့နေရာဌာနပတ်ဝန်းကျင်မှာအစင်တန်းဂုံဒရဩဇာအာနာယာသူကြီးမားတဲ့အခြေအနေကို ရရှိမှာကတော့သိကြပါတယ်။ကဲမိတ်ဆွေရဲ့လက်မှာဒီလိုမျိုးဖြောင့်တန်းနေတဲ့ကံကြမ္မာလမ်းကြောင်းပါလာလေးလာကြည့်ပါဗျာ။နောက်ထပ်လက္ခဏာတစ်ခုပြောချင်ပါလေ။လက်ဝါးပြင်ကိုစစ်ဆေးတဲ့အခါမှာလက္ခဏာလမ်းကြောင်းတွေနဲ့မကပါဘူး။အဲဒီလက်ရဲ့လက်ရည်စားကောင်းမွန်မှုရှိမရှိချောင်းမွေ့မှုရှိမရှိလက်ရဲ့အယောင်အစင်းဂျုံကုန်းလေးအကောက်မှုလက်ချောင်းတွေရဲ့တိဆောက်မှုပုံစံကအစအလုံးအလုံးစစ်ဆေးရတာဖြစ်ပါလေ။ အားကောင်းတဲ့လက္ခဏာတွေပါလာခြင်းတွင်ပဲလက်ပုံစံအနေထားကကွာတယ်လက်ရည်စားခြင်းကလည်းကွာတယ်ဒါဆိုရင်ဘဝအခြေအနေမျိုးစားပါကွာခြားသွားတတ်ပါလိမ့်အဓိကအပြင်လက်ပုံစံ၃မျိုးရှိတယ်ဗျအကောင်းဆုံးသောပထမတန်းစားလက်ပုံစံဆိုရင်ခက်သွွယ်သွယ်လေးရှိတတ်တယ်အဖျားဘက်ကိုရှူးသွားပြီးလှပတဲ့ကတော့ချုံပုံစံလက်ပါလဝါပြန်နူးညံ့နေတယ်ဝါကုန်းလေးကြာနေတယ်လမ်းကြောင်းတွေကလည်းပြည့်စုံထင်ရှားတယ်ဂျိုးကုန်းတွေကလည်းအားကောင်းတယ် ဒါဆိုရင်အလွန်လောက်ပကောင်းမွန်တဲ့လက်မျိုးလို့ဆိုနိုင်ပါလေစိတ်တော်တာကောင်းမွန်သူတရားတရားအလွန်ထက်သန်သူထိုးထွင်းဉာဏ်ရှိသူပါဘယ်လုပ်ငန်းကိုမဆိုစိတ်ရှိလက်ရှိနဲ့ပြီးပြအောင်လုပ်လို့ရှိတယ်လက်တွေထက်စိတ်ကူးရည်မှုပို့အာတန်တက်တယ်အလပအတန်ပြန်ကြိုက်တက်ပြီးနေထိုင်မှုပုံစံဟာအမှုပညာဆံပါလေတခါတည်းအစားတော်မတော်ဇီတာကြောင့်မိမန်မာနာကြီးတယ်ရဲစွမ်းတတိရှိတော်ညာလည်းပဲတောင်းဝင်မှုအားနဲ့သူကိုယ်အတွက်သာတွေးတက်ပြီးချမ်းသာပြည့်စုံကြွားရွာစွာနေတတ်တဲ့သူပါ ဒုတိယတန်းစားလက်မျိုးကတော့ဗျာကျယ်ပြန့်မိုးမောင်းတဲ့၄တောက်လက်များပါတတ်တယ်ဒီလိုလက်မျိုးကအောက်ချုပ်သူတွေမှာအများဆုံးတွေ့ရတယ်ဗျာလဝါမြာတော်သင့်ပြက်ကျက်တယ်လမကနဲငယ်တိုးတတ်တယ်လက်ချောင်းတွေကကြည်ကောင်းရုံသာတုတ်ခံတတ်တယ်ဂျိုကုံတွေမိုးမောင်းနေတယ်လဝါပြင်းနူးညံ့နေတယ်လမ်းကြောင်းတွေလက်ပြေဆုံးလင်းနေမှုရှိတယ်ချမ်းသာတဲ့လူတွေမှာဒီလိုလက်မျိုးတွေ့ရတတ်ပါလေ အသိဉာဏ်နဲ့ပြည့်ပြည့်စုံတဲ့သူတွေစကားပြောတိုပေမဲ့စိတ်ထားကောင်းတဲ့သူတွေဖြစ်လို့ဝန်စားတတ်ပေမဲ့အစင်တန်းတစ်ခုရှိတဲ့သူတွေမှာအဲ့လိုပုံစံမျိုးဖြစ်တယ်ပါလေဒီလိုလူတွေကတမာတမတ်ရှိမယ်စူးစမ်းမယ်တာဝန်ယူတတ်တယ်ဒီလိုမျိုးစိတ်ကြီးကြောင်ကျွယ်ဝချမ်းသာပါလေတတိယတန်းစားလကတော့အညာဆုံးလက်ပါလဘာပြင်းလဲတူတယ်ပြက်ကျယ်တယ်လက်ချောင်းတွေကလည်းတူတူတုတ်တုတ်ကြီးပြလက်မလည်းတူတယ်နောက်ပြီးလက်ချောင်းတွေတိဆုံးပုံစံလည်းဘူးတစ်တည်းနဲ့ဖြစ်နေတယ်လက်ဖွားလည်းကျန်းတယ် လဝါပြမှာရှိတဲ့အာယုလန်အတက်လန်းပေါ့ဗျာညံလန်းသခေါဥကောင်းလန်းနှလုံးသားလန်းနေဟာပြက်ပြဲပြီးတော့ပြက်တောင်းတောင်းနေဖြစ်တယ်ဒါမှမဟုတ်ပပရရလည်းဖြစ်နေတယ်စိတ်ချမ်းလူချမ်းမျိုးဗျာအိစားကာမသုံးမျိုးသာတည်တယ်အညာဆုံးလက်မျိုးစားဖြစ်တတ်ပါတယ်စ조사တဲ့လောက်လည်းဘာမှအဖက်မတင်တတ်ပါဘူးနောက်ထပ်လက္ခဏာတစ်ခုပြောချင်ပါတယ်ဒီတစ်ခေါက်မှာတော့လက္ခဏာပညာမှာကျွန်တော်တို့လက်ခလေအောက်စနေဂျိုဂုံအောက်ကနေခွဲထွက်သွားတဲ့ ဉာဏ်လန်းကြောင်းအကြောင်းကိုရှူတော့အောင်ကနေပြောပြခြင်းပါလေဒါဟာအလွန်ထူးခြားပါလေဒိဗေများစွာတက်ရောက်တဲ့အမှတ်သားဖြစ်ပါတယ်စနေဂျိုကုံအောက်မှာရှိတဲ့ခွဲထွက်ဉာဏ်လန်းကြောင်းကိုအရင်ဆုံးအခြေခံသဘောတရားတော့သိဖို့လိုပါတယ်ဉာဏ်လန်းကြောင်းသမို့ဥကောင်းလက်ဟာလူတစ်ယောက်ရဲ့တွေးခေါ်ပုံစင်ကြုံတရားစိတ်ပိုင်းဆိုင်ရာသဘောထားဆုံးဖြတ်ချက်ချနိုင်စွမ်းနဲ့သင်ယူနိုင်စွမ်းကိုကိုးစားပြုပါတယ် စနေကြုံကလေးနက်ထားမှုတည်ငြိမ်မှုတာဝန်ယူစိတ်ရှိမှုအထူးကြံခြင်းအတွေးနဲ့ချင်းကံကြမ္မာနဲ့ဘဝအတားအဆီးတွေကိုစားပြုပါလေလမ်းကြောင်းခွဲထွက်ရင်အတွေးခေါ်ကလည်းနှစ်မျိုးဖြစ်တယ်စိတ်မစားတဲ့အကြောင်းအရာတွေနဲ့စိတ်နှခွားဖြစ်တယ်နောက်ပြီးတော့တစ်ခုခုဆုံးဖြတ်ရင်မပြတ်မသားဖြစ်တာတွေကိုပြပါတယ်ဒီသုံးခုကိုပေါင်းဆက်တဲ့အခါအလွန်စိတ်ဝင်စားစရာကောင်းတဲ့ဒိဋ္ဌိထွက်လာပါလေရှူတော့တက်ကတော့ဒီလိုလက္ခဏာရှင်ဟာတွေးခေါ်ပိုင်းမှာနှစ်ခွားဖြစ်နေတတ်တယ် တို့စိတ်ထဲမှာအမြဲတမ်းအငင်းခုန်ဖြစ်နေတဲ့အတွေးနှစ်ခုရှိတယ်။လက်တွေ့ကြပြီးလော်ကီဆန်နဲ့အတွေးညာလက်ကြောင့်ရဲ့ပင်မလက်ကြောင့်ကိုစားပြုပြီးတော့နေစဉ်ဘွားရဲ့တောင်ဝတရားအလောက်ကင်ငွေကြီးအစရှိတဲ့လက်တွေ့ကြတဲ့ကိစ္စတွေစဉ်းစားတဲ့ပိုင်းမှာလေးနှစ်ပြီးအတွေးခေါ်ဆန်နဲ့နောက်ထပ်အတွေးတစ်ခုလည်းရှိပါတယ်။ဒါနောက်တစ်ပိုင်းပေါ့စနေဂျုံဘုံဘက်ကိုခွဲထွက်သွားတဲ့လမ်းကြောင်းငယ်က ကိုစားပြုပြီးဘွားရဲ့အတိတ်ပဲကံကြမ္မာတေခြင်းတရားတွေ တကိုဒီနေချင်းရဲ့တန်ဖိုးတွေဒီလေးနဲ့တဲ့တွေးခေါ်တွေကိုစဉ်းစားတဲ့ဘိုင်းဖြစ်ပါတယ်။ဒီအတွင်းတစ်ခုဟာသူတို့ဘဝမှာအမြဲတမ်းလွန်ဆွဲနေပါတယ်။နောက်တဲ့ရှုထောင့်တစ်ခုကတော့အကောင်းဘက်ကရှုမြင်ခြင်းပါ။ဒီလိုစိတ်နှခွ ဖြစ်ခြင်းဟာအာသာကြတဲ့အများကြီးဖြစ်လာနိုင်ပါတယ်။တွေးခေါ်နည်းနည်းသူသူတို့ဘာမှမမြင်နိုင်တဲ့ဘဝရဲ့ရှုထောင့်တွေကိုမြင်နိုင်စွမ်းရှိသူကိစ္စရပ်တွေကိုအပေါ်ယံမဟုတ်ဘဲတကယ်ကိုထက်ထဲဝင်တွေးခေါ်တတ်တဲ့သူ အခုဒီလိုလူတွေအားပြဿနာဖြေရှင်းနိုင်စွမ်းမြင်ပါလေရှူတောင်းပေါင်းလို့ကလည်းစဉ်းစားနိုင်လို့ရှုပ်ထွေးတဲ့ပြဿနာတွေဖြေရှင်းရမှာလွန်တော့ပါလေလက်တွေ့ကြတဲ့ဖြေရှင်းနည်းနဲ့တွင်းခေါက်ပိုင်းဆိုင်ရာဖြေရှင်းနည်းတစ်ခုလုံးကိုရှာဖွေနိုင်ကြပါလေထူးခြားတဲ့စွမ်းကြီးကတော့သူတို့ဟာအသိပ္ပပညာရှင်တယောက်လို့စနစ်တကျလည်းတွေးခေါ်နိုင်တယ်လို့ကြပြစရာတယောက်လို့တွေးခေါ်နိုင်တယ်ဆိုတာလည်းခံစားတတ်ပါလေဒါကြောင့်သူတိတနာပညာရှင်တွေစာရေးဆရာတွေတသနီကပညာရှင်တွေဥပဒေပညာရှင်တွေ နောက်ပြီးတော့စစ်ဗျူဟာသမားတွေအစရှိတဲ့နည်းနည်းတဲ့စဉ်းစားတဲ့လူတွေမှာဒီလိုမျိုးလက္ခဏာပါတတ်တယ်ဗျစနေဂျိုဝန်ရဲ့လွန်မှုမှုကြောင့်တက်ရွယ်ရလာတာနဲ့မျှပိုပြီးတည်ငြိမ်ရေးချက်လာပါတယ်သူတို့ရဲ့အတွင်းနှခွားဖြစ်နေတာကိုဟန်ချက်ညီညီထိန်းချုပ်လာနိုင်ပါတယ်နောက်ထပ်ရှုထောင့်တစ်ခုကတော့စိန်ခေါ်မှုနဲ့အားနည်းချက်ရှုတော့မှာ အားသာချက်တွေရှိတယ်လို့အဲ့ဒီလိုမျိုးညာလန်းနှခွားဖြစ်တဲ့သူတွေမှာအားနည်းချက်လည်းရှိတယ်ဗျာ ဒါကတော့ဆုံးဖြတ်ချက်မပြတ်သားတာပါ။အများဆုံးအားနဲ့ကြက်ပါ။အမြဲတမ်းပြန်များနေတယ်။စိုးရင်ပူပန်နေတတ်တယ်။ဘာလို့လောက်ကမှမသိဘူး။အချိန်ဆွဲနေတတ်တယ်။အတွေးတွေလည်းလွန်ခဲ့တယ်။အစိုးမြင်စိတ် negative thinking တွေများနေတယ်။စနေကြုံကုန်ရဲ့သဘောသဘာဝဖြစ်တဲ့အထီးကျန်ခြင်းနဲ့လေးနက်ထားတဲ့သဘာဝကြောင့်အရာရကိုအစိုးဘက်ကတွေးပြီးစိတ်တကြလွတ်တတ်တယ်။အတွေးထဲမှာနေမျောနေတယ်။ပူပန်တော့ကရောက်တတ်တယ်။စိတ်ပင်ပန်းနွမ်းနေတယ်။ ခေါင်းထဲမှာအတွေးတွေကအများနဲ့တိုက်ခိုက်နေတယ်။ဒါကြောင့်တခြားသူတွေလည်းစိတ်ပန်းဆိုင်ရာပူပင်မဲ့မှာလေ။လူမှုဆက်ဆက်ရေးမှာအခက်အခဲရှိနိုင်တယ်။သူတို့ရဲ့တွေးခေါ်ကအရန်နဲ့နယ်လို့တောင်းလူတွေကနားမလည်နိုင်တဲ့အဆင့်တော်မှာဖြစ်လာပါလေ။တကိုဒီတီးကြနေလို့စိတ်လဲမကြောက်ခဏဖြစ်ပေါ်တတ်ပါလေ။နောက်ရှူတော်တို့ကတော့အလောက်ကန်တဲ့ဘွာလမ်းကြောင်းမှာဒီလက္ခဏာပန်းရှင်တွေအကောင်းဆုံးကတော့သူတို့ရဲ့စိတ်နှခွားဖြစ်မှုကိုတုံးချနိုင်တဲ့အလောက်ကန်မျိုးရွေးချယ်ဖို့ပါ။သင်တော်တွေလောကသူရဲ့သနာပညာရှင်တွေစီးရင်စစ်တွေအင်ဂျင်နီယာတွေ ပြီးသူကားတွေဥပဒေပညာတဒနာပညာဘာသာရေးလောကီပညာရဲ့သင်ကြားပို့ချသူတွေနည်းနည်းနဲ့အကြောင်းအရာတွေရေးတဲ့စာရေးဆရာတွေဒီလိုမျိုးလူတွေလုံးတင်တာပါရှောင်းတဲ့သင်တဲ့လောက်ကတော့အပေါ်ရန်ဆံပြီးထက်တလဲလောက်ရတဲ့လောက်တွေတွေးခေါ်မလို့အတဲ့လောက်တွေဒါသူတို့စိတ်ကုန်ပါလိမ့်မယ်ငယ်စဉ်တုန်းကလက်တွေ့ကြတဲ့လောက်တစ်ခုလောက်ကမြေတက်ကြီးလာတဲ့ခါမှာသူတို့တကယ်စိတ်ဝင်စားတဲ့တွေးခေါ်ပိုင်းဆိုင်ရာတွေဝိညာဉ်ကြီးရဗတ်တွေကိုကူးပြောင်းသွားတတ်ပါတယ် ဒီလက္ခဏာဟာမကောင်းဘူးလို့လည်းတထစ်ချပြောလို့မရဘူး။ဒါရှုပ်ထွေးပြီးနည်းနည်းတဲ့စိတ်သက်ပိုင်ရှင်ဖြစ်ကြောင်းပြသတဲ့အမှတ်အသားတစ်ခုပါ။ဒီလိုလက္ခဏာပညာရှင်တွေအတွက်အကြံပြုချင်တာကကိုယ့်ကိုယ်ကိုလက်ခံပါ။သင်ဟာအတွင်းတစ်ခုရှိနေတာကိုအားနည်းချက်လို့မမြင်ပဲရှုတော့ဆောင်ကမြင်နိုင်တဲ့အားသာချက်ဖြစ်လက်ခံပါ။ဘဝမှာဟန်ချက်ညီအောင်ကြိုးစားပါ။လက်တွေ့ဘဝနဲ့တွေးခေါ်ကဘာကိုဟန်ချက်ညီအောင်ထိန်းကြည့်ပါ။တရားထိုင်တာယောဂကျင့်တာဟာ သင်စိတ်ကိုတည်ငြိမ်စေပြီးတော့အတွေးလွန်ကဲမှုရှော့ချပေးနိုင်ပါလေ။နောက်ပြီးတော့ဖန်တီးမှုလမ်းကြောင်းရှာပါသင်တတ်နေတဲ့အတွေးတွေကိုစာရေးတာပကြီးဆွဲတာတကိတာတခုဖန်တီးတာဒီလိုနီးလန်းနေနဲ့ထုတ်ဖော်ပါ။ကိုပါလောက်ချင်တယ်ဘာဖြစ်ချင်လဲပန်းလိုက်ကိုရှင်းရှင်းလင်းလင်းချမှတ်ပါ။ဆုံးဖြတ်ချက်မပြတ်မသားဖြစ်တဲ့အခါကိုတကယ်ဖြစ်ချင်လှုပ်ချင်တဲ့ပန်းနိုင်ကိုရှင်းရှင်းလင်းလင်းချမှတ်ပြီးရှေ့ဆက်ပါ။ဒါတော့စနေကြုံအောက်ကခွဲထွက်သွားတဲ့ညလန်းကြောင်းအကြောင်းကိုရှုတော့မအောင်ဆုံးကနေ ြောပြပေးတာပဲဖြစ်ပါတယ်။နားဆင်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ဗျာ။